သိမှတ်ဖွဲ့ရတဲ့တင်ကဘာကဥစွာတင်ဆက်မဲ့တဲ့ငါတော့အိန္ဒိယနိုင်ငံအတွင်း26နှစ်ရာကိုပါကစ္စတန်တိုက်ခိုက်ပြီးပါကစ္စတန်လေတပ်အခြေစိုက်စခန်း၃ခုကိုအိန္ဒိယကတံပြန်တိုက်ခိုက်တဲ့တဲ့တင်ဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရကအိန္ဒိယပြည်နယ်တွေမှာရှိတဲ့ပြည်မှတ်26ခုကိုပါကစ္စတန်မောင်းသူမဲလေယာဉ်တွေကနှာရီအတန်းကြားတိုက်ခိုက်အပြီးအိန္ဒိယစစ်တပ်ကလည်းရာဝလ်ပင်တီမျိုး၊ချက်ဝါမျိုးနဲ့ဂျန်မျိုးတို့မှာရှိတဲ့ပါကစ္စတန်လေတပ်အခြေစိုက်စခန်း3ခုကိုမေလ9ရက်ညကပြန်လည်တိုက်ခတ်မှုပြုလုပ်ခဲ့ကြောင်းမေလ10ရက်တွင်ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်လေတပ်အခြေစိုက်စခန်းသုံးခုကိုအိန္ဒိယကနိုင်တတော်ကြတိုက်ခိုက်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဒုတိယဘွေချုပ်ကြီးအာမတ်ရှရီချောင်ထရီကမေလ၁၀ရက်နေ့အစောပိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ ပါကစ္စတန်ဘက်ကလည်းတံပြန်တိုက်ခတ်မှုတွေပြုလုပ်ဖို့မျှော်လင့်ရတယ်လို့လည်းသူကပြောခဲ့ပါရယ်။အခုလိုဆစ်ရှိန်မြင်လာရတာကလည်းမေလာကိုရမှာပဲအိန္ဒိယနိုင်ငံချမ်းဘူးနဲ့ကက်ရှမီးယားပန်ဂျပ်ရာဇစတန်နဲ့ဂူဂျာရတ်ပြည်နယ်တို့မှာ26နေရာကိုပါကစ္စတန်ကမောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခတ်ခဲ့ပြီးတဲ့နောက်အိန္ဒိယဘက်ကလက်တုံပြန်လာတာကြောင့်လို့ဆိုပါရယ်။ ပန်ချက်ပြည်နယ်ဖီရိုစီပါမြို့မှာလက်နက်တဆင်ထားတဲ့မောင်းသူမဲလေရင်ရဲမေလာကိုရညာကတိုက်ခိုက်မှုမှာအရသာသုံးဦးသေဆုံးခဲ့ရပါတယ်။စရီနဂါဂျမ်မူရာဂျိုရီနဲ့တခြားအိန္ဒိယနိုင်ငံဂျမ်မူနဲ့ကက်ရှမီးယားပြည်နယ်အတွင်းမြို့ကြီးအတော်များများမှာလည်းပါကစ္စတန်ဘက်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ကြားရောက်ပောက်ကွဲသံတွေကြားရတယ်လို့သိရပါရရှင်။ ဆလာဒင်ဆမဲတဲ့ငါတို့အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြည့်အခက်ရဲ့စေသဘောတူညီမှုရရှိကြောင်းဒေါ်နယ်ထရန့်ကြေညာတဲ့တဲ့ဖြစ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြည့်အခက်ရဲ့ဆေးရည်သဘောတူညီမှုရရှိပြီးဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမေလ၁၀ရက်တွင်ကြေညာခဲ့တယ်လို့သိရပါတယ်။အမေရိကန်ပြည်ထောင်စုကဂျာမန်ဆစ်ဆက်ပေးတဲ့ဆွေးနွေးမှုတွေအပြီးမှာတော့အိန္ဒိယနဲ့ပါကစ္စတန်ဟာအပြည့်အဝနဲ့ချက်ချင်းအပြည့်အခက်ရဲ့ဆေးဖို့သဘောတူညီမှုရရှိခဲ့ပြီးဆိုတဲ့အကြောင်းစွန်တော်ဝမ်းမြောက်စွာကြေညာပါတယ်လို့ထရန့်က True Social လို့မှုမီဒီယာတွင်ရေးသားခဲ့ပါတယ်။ဒါအပြင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကလည်း၎င်းနဲ့ဒုတိယသမ္မတဂျယ်ရီ ဗန့်စတိုဟာအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီပါကစ္စတန်ဝန်ကြီးချုပ်ရှာဗတ်ရှရီဖ်အခြားထိပ်သီးအရာရှိများနဲ့အတူဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက်အပြစ်ခရဲစေးသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်ထမန်းနေဆမဲ့တင်ကတော့ပါကစ္စတန်ဝန်ကြီးချုပ်ကနိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းအဝေးခေါ်ယူတဲ့တင်ဖြစ်ပါတယ်။ပါကစ္စတန်ဟာအိန္ဒိယစစ်စခန်းများကိုလက်တော့ပြန်တိုက်ခိုက်တဲ့စစ်စင်ရေးစတင်လိုက်ပြီးနောက်ဝန်ကြီးချုပ်ရှဘတ်ရှရီဟာ နိုင်ငံတော်ကိုကယ်မှုအာဏာပိုင်အဖွဲ့ NCA အရေးပေါ်အစည်းအဝေးတရေကျင်းပခဲ့တယ်လို့စစ်တပ်ကမေလ10ရက်တွင်ကြေညာကြောင်းသိရပါဗျာ။ အရက်ဘတ်နဲ့စစ်ဘတ်ထိတ်တန့်အရာရှိများပါဝင်တဲ့ NCA ဟာပါကစ္စတန်ရဲ့နျူကလ িয়ার လက်နက်တိုင်ဆိုင်ရာအပါအဝင်နိုင်ငံတော်လုံခြုံရေးဆိုင်ရာခိဆိုင်ရေးများကိုစုံဖြတ်ချက်ချတဲ့အမြင့်ဆုံးအဖွဲ့ဖြစ်ပါတယ်။နိုင်နိုင်ငံစလုံးကဒရုန်းများကိုအသုံးပြုပြီးကျူးကျော်တိုက်ခိုက်ခြင်းနဲ့အခြားလက်နက်ခရင်များကိုအသုံးပြုပြီးတိုက်ခိုက်ခြင်းများပါဝင်သောဝေဟင်ပိုင်းနဲ့ချူပါပြတ်ခိုင်မှုများအတွက်အပြန်အလှန်ဆစ်ဆဲပြောဆိုနေကြကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ ။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ဥရောပထေတီကောင်ဆောင်များ KF မြို့တော်ကိုရောက်လာတဲ့တဲ့ရင်ဖြစ်ပါတယ်။ပြည်တိုင်ပြင်သစ်ဂျာမနီနဲ့ပိုလန်နိုင်ငံကနိုင်ငံကောင်ဆောင်လေးဦး KF မြို့တော်ကိုမေလ၁၀ရက်နေ့မနက်ပိုင်းကရောက်ရှိလာကြောင်းယူကရိန်းသတင်းတွေကဖော်ပြပါဗျာ။ ပြင်သစ်သမ္မတအီမန်ဒရယ်မက်ခရွန်၊ဂျာမန်ဝန်ကြီးချုပ်သည်ဖရီဒက်ရှမန်၊ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာနှင့်ပိုလန်ဝန်ကြီးချုပ်ဒေါ်နက်တက်စတိုဟာအထူးရထား၌အောက်ရှိလာတယ်လို့ဆိုပါရယ်။ KF မြို့တော်ကိုရောက်ရောက်ချင်းပဲသမ္မတဆလန်စကီစနီးမောင်နှံနှင့်အတူဂျာဆုံယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့သူရဲကောင်းအထင်အမှတ်ရှင်ပြင်ကိုတွားရောက်အလေးပြုခုံပြကြသောသတင်းတွေကဖော်ပြပါရယ်။ ရက်30ချင်းချမ်းမရှိအပြည့်ရဲဆဲရေးကိုရုရှားဘက်ကမလိုက်နိုင်ဘာဆက်လုပ်မယ်ဆိုတာကိုအထူးကဆွေးနွေးကြမယ်လို့ယူဆရာကြောင့်လဲ KF အခြေဆိုင်နိုင်ငံတကာသတင်းတွေကဖော်ပြကြောင်းသိရပါရရှင်။